မင်္ဂလာပါမိတ်ဆွေတို့ဒီနေ့ကျွန်တော်တို့ဝေမျှပေးမယ့်အကြောင်းအရာကတော့စိတ်လှူရှားစရာကောင်းတဲ့ Chris Gillibu ရဲ့ဒေါ်လာ100နဲ့စီးပွားရေးစတင်အောင်မြင်လာခဲ့တဲ့စာအုပ်အကြောင်းပဲဖြစ်ပါတယ်ခါတိုင်းလိုစာအုပ်အနှစ်ချုပ်တာမန်ပြောပြတာမျိုးမဟုတ်ပဲကျွန်တော်တို့အားလုံးလက်တွေ့လွတ်လပ်တဲ့ဘဝကိုဖန်တီးနိုင်မယ့်လမ်းပြမြေပုံအဖြစ်အခမ်းအလေးခံခွဲပြီးတင်ဆက်ပေးသွားမှာပါဒီစာအုပ်ကိုဘာကြောင့်နားထောင်တင်တာလဲဘာကြောင့်နာမည်ကြီးခဲ့တာလဲဆိုတော့ မိတ်ဆွေတို့စိတ်ကူးကြည့်လိုက်ပါကိုဖန်တီးထားတဲ့စီမံကိန်းတွေအတွက်ပဲအချိန်ကုန်နေရတဲ့ဘဝသူများတွေချမ်းသာအောင်လုပ်ပေးနေရတဲ့စက်ရုပ်လိုဘဝမျိုးကနေရုံးထွက်ပြီးကိုစိတ်ကြိုက်ကိုလောက်ကင်နိုင်တဲ့ဘဝကိုရှင်တန်ခွင့်ရဖို့ပါဒီစာအုပ်ဟာလုပ်ငန်းကြီးတွေစတင်ဖို့အတွက်ရင်းနှီးမြှုပ်နှံမှုတွေအကြောင်းဒါမှမဟုတ်ဘယ်သူမှဖတ်မှာမဟုတ်တဲ့စီးပွားရေးစီမံကိန်းတွေအကြောင်းပြောထားတဲ့လမ်းညွှန်မျိုးမဟုတ်ပါဘူးဒါပေမဲ့ လွတ်လပ်မှုနဲ့တန်ဖိုးဆိုတဲ့အဓိကအကြောင်းအရာနှစ်ခုကိုအခြေခံပြီးကိုပိုင်လုပ်ငန်းသေးသေးလေးတွေကိုဘယ်လိုစတင်ပြီးအောင်မြင်အောင်လုပ်ဆောင်မလဲဆိုတာကိုလက်တွေ့ကျကျလမ်းညွှန်ထားတာပါဒီစာအုပ်ကိုလက်ခံကျင့်သုံးသူဘယ်လောက်များလဲဆိုတော့ကမ္ဘာတဝန်းကထောင်ပေါင်းများစွာသောလူတွေဟာသူတို့ကိုသူတို့စီမားရေးသမားတွေလို့တစ်ခါမှမစင်စားဘူးပဲဒီနီလန်တစ်ကိုကျင့်သုံးပြီးကိုပိုင်လုပ်ငန်းတွေဖန်တီးအောင်မြင်ခဲ့ကြပါဒါဟာကိုပိုင်စီမံခွင့်နဲ့ ရည်ရွယ်ချက်ရှိတဲ့ဘဝကိုဖန်တီးနေရင်အတက်မူဝံကြောင်းနိုင်တဲ့ကြီးမားတဲ့စီဝါရေးပဲဖြစ်ပါတယ်ဒီလမ်းညွန်ကိုနားထောင်ကြမ်းကမိษွေတို့ကိုပိုင်လွတ်လပ်မှုအတွက်လက်တွေကျတဲ့လမ်းပြမြေပုံကိုရရှိမှာဖြစ်ပြီးတော့ပုံမှန်အလုပ်လုပ်ရတာဟာအန္တရာယ်ပိုများတဲ့ရွေးချယ်မှုဖြစ်ကြောင်းကိုသိလာပြီးစီဝါရေးကြောင်းတက်ဖို့ဒေါ်လာများစွာပေးเสียရမလို့ပဲရင်းနှီးငွေအများကြီးမလို့ပဲစတင်နိုင်တဲ့ဘ ഹു တုတ္တတွေပါရလာနိုင်ပါတယ်။စာရင်းစရာ ခရစ်ဂီလီဘူးအကြောင်းကိုလည်းအနည်းငယ်ဝေမျှပါရစေခရစ်ဂီလီဘူးကစွန့်ဦးတီထွန်သူဖြစ်ဖို့ဘယ်တော့မှအစီအစဉ်ခဲ့တာမဟုတ်ပါဘူးသူကသူများအတွက်အလုပ်လုပ်ပေးရတာကိုမလိုချင်ရုံတက်တက်ပါမန်ဖစ်စတန်နစ်စီကတံပိုးနဲ့တိုက်ခန်းတစ်ခုကနေသူစတင်ခဲ့ပါပထမဆုံးအနေနဲ့သူဟာဂျာမေကာမှကော်ဖီတွေကိုအင်တာနက်ကနေတင်သွင်းရောင်းချခဲ့ပြီးဒီစီပွားရေးကသူ့ကိုမချမ်းသာစေခဲ့ပေမဲ့ပိုက်ဆံတဲ့တံပိုးရှိတဲ့လွတ်လပ်မှုကိုရရှိခဲ့ပါတယ် နောက်ပိုင်းမှာတော့သူဟာအနောက်အာဖရိကဆေးဝယ်ဆိုင်ရာပရဟိတလုပ်ငန်းမှာ၄နှစ်အကြာစေနာဝန်ထမ်းလုပ်ကင်ခဲ့ပြီးလွတ်လပ်မှုဟာတာဝန်ယူမှုနဲ့ဆက်ဆက်နေတယ်ဆိုတာသိခဲ့ရအမေရိကန်ကိုပြန်လာပြီးနောက်သူဟာကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းကိုတွားရောက်ဖို့ခရီးစဉ်စတင်ခဲ့ပြီးတနည်းကိုနိုင်ငံ20လောက်ခရီးသွားရင်ဘယ်နေရာရောက်ရောက်သူ့လုပ်ငန်းကို လုပ်ကင်နိုင်ခဲ့ပါဒီစာအုပ်အတွက်သူကအမေရိကန်နဲ့ကနေဒါအပါအဝင်63မြို့ကိုတွားရောက်ခဲ့တဲ့ စာအုပ်ခရီးစဉ်ပြုလုပ်ပြီးအင်တာဗျူးပေါင်းတစ်ထောင်ကျော်စာမျက်နှာ၄၀၀ကျော်ပါတဲ့စစ်တမ်းအဖြေတွေကနေအရေးအကြီးဆုံးတင်ကန်းစာတွေကိုစုစည်းထားတာဖြစ်ပါတယ်။ကဲကျွန်တော်တို့ရဲ့အခန်းလေးကမ်းပါအနှစ်ချုပ်ကိုစတင်လိုက်ရအောင်ပါ။ခန်းတစ်မမျော်လင့်သောစွန့်ဦးတီထွန်သူနဲ့လွတ်လပ်မှုအတွက်မဟာဗျူဟာများဒီခန်းမှာကျွန်တော်တို့ဟာကိုယ်မှရှိပြီးသားအရေးချင်းတွေကိုဘယ်လိုအသုံးချမလဲ။ စီးပွားရေးလုပ်ငန်းတခုစတင်ဖို့အတွက်ဘယ်လိုပေါင်းစပ်မှုတွေလိုအပ်တယ်လဲဆိုတာကိုလေ့လာရမှာပါနံပါတ်1ကြွမ်းကျင်မှုပေါင်းစည်းခြင်းနဲ့အတွင်ပြောင်းခြင်းစီးပွားရေးအောင်မြင်ဖို့အတွက်အရေးကြီးဆုံးဖော်မြူလာကဒီလိုပါဆရာထက်တန်မှုသို့မဟုတ်ကြွမ်းကျင်မှုနဲ့အတုံးချခြင်းပေါင်းစည်းမှုတို့ရဲ့အောင်မြင်မှုပါပဲပေါင်းစည်းမှုဆိုတာကတင်လို့ရတာကြိုက်တဲ့အရာသို့မဟုတ်တင်ကြွမ်းကျင်တဲ့အရာနဲ့တခြားသူတွေကငွေပေးချေလိုတဲ့အရာအတုံးဝင်မှုတို့ပေါင်းစည်းတဲ့နေရာပါပဲ ဥပမာကျွန်တော်ဗီဇာစားရတာအရန်စိတ်အားထက်တန်ပေမဲ့ဗီဇာစားရုံနဲ့တော့ဘယ်သူကမှ ကျွန်တော်ကိုငွေပေးမှာမဟုတ်ပါဘူး။တင်မှာရှိတဲ့ကျွမ်းကျင်မှုတွေကိုအခြားနယ်ပယ်မှာအသုံးပြုနိုင်ပါတယ်။ဆရာတယောက်ကစာတင်ရုံနဲ့မကပဲဆက်တွေ့ရေးလက်ရောညှိထွေမှုရှိတဲ့စီမံခန့်ခွဲတာတွေကိုအသုံးပြုနိုင်ပါတယ်။ဥပမာဂျာမနီကကတ်အော်ဒါဟာလန်ဒန်မှာဇဝဲတော်မှလေးလောက်ခဲ့ဘူးတဲ့။ဒူမဟာဖောက်တယ်တွေကိုစိတ်ချမ်းသာအောင်လုပ်ပေးနိုင်တဲ့အတွက်လက်ဆောင်ငွေကောင်းကောင်းရခဲ့ပါတယ်။ ဒီလူမှုဆက်ဆံရေးကျွမ်းကျင်မှုကိုအသုံးချပြီးလူတို့ဆက်ဆံရေးကိုအသုံးပြုစတင်ခဲ့ရာလင်းနှင့်အကြာမှာရုံွယ်၅ခုအထိချက်ထွန်နိုင်ခဲ့ပါတယ်။ဒါဟာတမယ်ရိုးကြအလုပ်ထက်ပိုအကျိုးများရှိပြီးပျော်စရာကောင်းခဲ့ပါတယ်။နံပါတ်1မမျော်လင့်တဲ့အစွန်းဦးတီထွန်သူများဒီဆောင်အုပ်ထဲကအောင်မြင်သူအများစုဟာငယ်စဉ်ကတည်းကအစွန်းဦးတီထွန်ခြင်းတွေမဟုတ်ပါဘူး။အချို့ဆိုအလုပ်ကအထောက်ခံရလို့ဘဝရည်တည်ဖို့အတွက်စတင်ခဲ့ကြတာဖြစ်ပါတယ်။အလုပ်ပြုတ်တာဟာကျွန်တော်အတွက်အကောင်းဆုံးအရာပါပဲလို့တောင်း ပြန်ပြောခဲ့သူတွေရှိခဲ့ပါတယ်။ဥပမာ ပေါ်တလန်အိုရီဂွန်ကအယောင်ပညာရှင်မိုက်ကယ်ဟန်တာဟာ2009ခုနှစ်စီဝါရေးကြဆင်းမှုကြောင့်အလုပ်ထုတ်ခံခဲ့ရပါတယ်။သူအလုပ်တရှာများပဲရှိနေချိန်မှာသူ့တငယ်ချင်းတယောက်ကမယောင်ရသေးတဲ့မွေရတစ်ဆယ်ရက်စာကိုကလေးလေးဝင်လိုင်းကြော်ညာဝက်ဆိုင်မှာတလုံးချင်းပြန်ရောင်းဖို့အကြံပေးခဲ့။သူဟာစီဝါရေးစီမံကိန်းလည်းမရှိ။မွေရအကြောင်းလည်းမသိပေမဲ့ဖောက်တယ်တွေကိုဖိအားပေးရောင်းတဲ့ပုံစံမျိုးမဟုတ်ပဲဖိတ်ခေါ်တဲ့ပတ်ဝန်းကျင်ဖန်တီးခဲ့ပါလေ ဒီလိုနဲ့အကျိုးမြတ်များစွာရရှိခဲ့ပါအဲ့ဒီနောက်စပိန်နောက်မှာပလက်ဖောင်းတက်ဆင်ပြီးစပိန်ပြည်အမွေရာပို့ဆောင်ခြင်းကိုစတင်ခဲ့ရာဖောက်တယ်တွေနဲ့များစွာချစ်ခင်ရင်းနှီးခဲ့ပြီးအောင်မြင်မှုတွေကိုပိုင်ဆိုင်လာခဲ့ပါတယ်ဒီလိုပါမိတ်ဆွေတို့စီဝါရေးလုပ်ငန်းတစ်ခုစတင်ဖို့အတွက်တင်ဟာဒေါ်လာ1000အောက်အထူးသဖြင့်ဒေါ်လာ100အောက်ရင်းနှီးငွေလိုအပ်ပါတယ်အဓိကကတော့တင်တက်ကျွမ်းတဲ့အရာသို့မဟုတ်တင်စိတ်အားထက်သန်တဲ့အရာကိုအခြားသူတွေအတွက်အသုံးဝင်အောင်ပေါင်းစည်းပေးဖို့ပါပဲ အခန့်နဲ့ဖောက်တယ်တွေလိုချင်တာကိုတိအောင်လုပ်ခြင်းနဲ့စိတ်ခံစားမှုဆိုင်ရာတန်ဖိုးကိုရောင်းချခြင်းနံပါတ်၁တန်ဖိုးဆိုတာဘာလဲတန်ဖိုးရဲ့အခြေခံအသေးပဲကတော့လူတွေကိုကူညီပေးခြင်းပါပဲကိုယ်ပိုင်လုပ်ငန်းစတင်တဲ့အခါလူတွေကိုကူညီခြင်းဖြင့်စတင်မှာစားတော့ဆိုင်ကိုတွားတဲ့အခါဆာလမွန်ရစ်တုဆိုမှားတယ်လို့စဉ်းစားကြည့်ပါစဖို့မိုးကထွက်လာပြီးဒီဟင်းကိုဘယ်လိုချက်လဲသိလားကျွန်တော်နဲ့အတူလာကူချက်ပေးလို့ပြောမှမဟုတ်ပါဘူး ကျွန်တော်တို့ဆိုင်ကိုလာတာဟာအနားယူဖို့ကျွန်တော်တို့ရဲ့လေးစားမှုကိုခံစားဖို့ပါဒါကြောင့်စီဝါရေးလုပ်တဲ့အခါလူတယောက်ကိုငားများနည်းတင်ပေးရင်တစ်တလုံးစားရမယ်လို့ဆိုရိုးစကားဟာစီဝါရေးမှာမှန်ကန်မှုမရှိခဲ့ပါဘူးလူတွေတကယ်လိုအပ်တာကိုပေးမှ ကိုလိုချင်တာကိုပိုင်ဆိုင်မှာဖြစ်ပါတယ်နံပါတ်1စိတ်ခံစားမှုဆိုင်ရာအကျိုးကျေးဇူးကိုရောင်းချခြင်းဖောက်တယ်တွေဟာပစ္စည်းရဲ့အရည်အတွေးအင်္ဂါရများတဲ့သူတို့ရရှိမဲ့စိတ်ခံစားမှုဆိုင်ရာအကျိုးကျေးဇူးကိုပို့ပြီးအာရုံစိုက်ပါတယ် ကယ်လီဖိုးနီးယားမှာဘွေစစ်ချံကိုပိုင်ဆိုင်လူဘာဝါယာဘာယီယန်ကသူတို့မြင်းစည်းကွင်ရောင်းတာမဟုတ်ပါ သူတို့ကကျွန်တော်တို့လွတ်လပ်မှုကိုရောင်းတာပါအဲ့ဒါတွေအပြင်လောကကနေရုံးထွက်ပြီးသူတို့တခါမှမဖြစ်ဘူးတဲ့သူတယောက်ဖြစ်လာအကူညီပေးနေတာပါလို့ပြောတယ်သူတို့ကပျော်ရွှင်မှုကိုရောင်းနေတာပါတဲ့ဥပမာအိန္ဒိယကနာဒီဂီယာယာလာဟာ Microsoft Azure တင်ကန်းစာတွေကိုရောင်းချပြီးတစ်နှစ်ကိုဒေါ်လာ3,300,000ကျော်ဝင်ငွေရရှိခဲ့ပါ သူဟာစည်ရင်စရာတွေရဲ့အကျိုးကျေးဇူးတွေကိုရောင်းတာမဟုတ်ခဲ့ပါဘူး။သူတင်နန်းကဖောက်တယ်တွေကိုသူတို့ရဲ့တသိသုံးမဟုတ်လို့ဘော်ကင်ဘက်တွေရှိမှရုံးတွေရဲ့ကောင်ဖြစ်လာစေဖို့ကူညီပေးတယ်ဆိုတဲ့စိတ်ခံစားမှုဆိုင်ရာအကျိုးကျေးဇူးများကိုရောင်းချခဲ့တာပါ။နံပါတ်3ဖောက်တယ်အတင်များရဲ့လူမှုစည်ရင်စရာဖောက်တယ်တွေကိုရှာဖွေတဲ့အခါတမယ်ရိုးကျအသက်ကြာမှဝင်ဝင်စတဲ့အချက်တွေနဲ့စဉ်းစားတာတဲ့ပုံမှန်နဲ့ဆိုင်တဲ့အနည်းလမ်းကိုတုံးရပါမယ်။တင့်ဖောက်တယ်တွေဟာသူညီတဲ့ယုံကြည်ခြင်းနဲ့ တန်ဖိုးနဲ့စံနှုန်းတွေကြောင့်တင့်စီလာကြတာပါဥပမာမက်ဒရစ်နဲ့ချာလီဂျော်ဒန်တို့ပိုင်တဲ့ကုမ္ပဏီဟာကော်ဖီကောင်းတွေရောင်းမိမဲ့သူတို့ကစပိန်သမားတွေတောင်တက်သမားတွေနဲ့အပြင်ထွက်လှုပ်ရှားတာကိုနှစ်တက်တဲ့သူတွေကို ပြစ်မှတ်ထားတာပါသူတို့ရဲ့တစ်ဆယ်ရာခိုင်နှုန်းအကျိုးမြတ်ကိုအပြင်လှုပ်ရှားမှုဆိုင်ရာရန်ပုံငွေတွေလှူဒန်းခြင်းနဲ့ဒီဖောက်တယ်တွေအုပ်စုနဲ့ချိတ်ဆက်အောင်မြင်ခဲ့ပါတယ်ဒါကြောင့်မိတ်ဆွေတို့တင်တို့ဟာဘယ်သူကိုကူညီပေးကျင်တာလဲသူတို့ရဲ့စိတ်ခံစားမှုဆိုင်ရာလိုအပ်ချက်ကပါလဲ ဘယ်လိုပျော်ရွှင်မှုကိုရောင်းချပေးမလဲဆိုတာအမြဲပြန်မေးပေးရမှာပါအခန်းသုံးစီဝါရေးစတင်ရင်ညှင်းပယ်လို့မရတော့ကံလန်းချက်များဒီအခန်းမှာတော့စီဝါရေးစီမံကိန်းတွေရေးဆွဲနေမယ့်အစားလက်တွေလှုပ်ဆောင်ဖို့ကဘယ်လောက်အရေးကြီးတယ်လဲပြီးတော့ဖောက်တယ်တွေလုံးဝညှင်းပယ်လို့မရတဲ့ကံလန်းချက်မျိုးကိုဘယ်လိုဖန်တီးမလဲဆိုတာကိုလေ့လာကြရအောင်ပါနံပါတ်1လှုပ်ဆောင်ခြင်းကစီမံကိန်းကိုအနံ့ယူပါတယ်စီဝါရေးအောင်မြင်ဖို့အတွက် အလျင်အမြန်စတင်လောက်ကင်ခြင်းဒီတာလည်းအရေးကြီးဆုံးဖြစ်ပါတယ်။လှုပ်ဆောင်လူစိမ့်နဲ့ဦးစားပေးမှုကအဓိကပါပဲ။ဥပမာဂျန်အီဒီယန်နဲ့အိုမာနာယီတို့ဟာဒီဇိုင်းဖွဲ့ရခဲ့ပြီးအလုပ်ပြင်ပန်းနေတဲ့အချိန်သူတို့လိုအပ်နေတဲ့မြေပုံကိုရှာမတွေ့ခဲ့လို့ကိုယ်တိုင်စတင်ဖန်တီးခဲ့ကြပါပရင်တာက90အနည်းဆုံးထုတ်ခိုင်းတဲ့အတွက်ဒေါ်လာ900ကုန်ကျခဲ့ပြီးကျန်တဲ့44ခုကိုရောင်းချဖို့ပေပေခလုတ်တစ်ခုပါတဲ့ဝက်ဘ်ဆိုက်တစ်မျက်နှာထဲနဲ့စမ်းသပ်ရောင်းချခဲ့ပါတယ် ရလကတော့ဆင်မင်းနေအတွက်မှာပဲပထမဆုံးအချောထုတ်ကုန်အာလုံးရောင်းကုန်တွားခဲ့သူတို့ရဲ့လုပ်ငန်းမှာစီမံကိန်းလုံးဝမရှိခဲ့ပေမဲ့ဒါဟာသူတို့ရဲ့အချိန်ပြည့်လုပ်ငန်းဖြစ်လာခဲ့ပါတယ်ပထမဆုံးအယောင်းဝယ်ရရှိခြင်းဟာငွေပမာဏဘယ်လောက်နည်းပါစေလုပ်ငန်းကိုဆက်လုပ်ဖို့အတွက်အကြီးမားတဲ့အချိန်ဟုန်ဖြစ်ပါတယ်တပ်ပုံဆရာ Nes Gatan ဟာသူ့ရဲ့ကြောက်ရွံ့မှုကြောင့် website ကိုလွှင့်တင်ဖို့နှောင့်နှေးခဲ့ပေမဲ့နောက်ဆုံးမှလှုပ်ဆောင်လိုက်တဲ့အခါနှစ်ပတ်အတွင်းဒေါ်လာ90တန်ပုံတပုံ ရောင်းရခဲ့ လုပ်ငန်းအပေါ်အလင်းနဲ့ထားဖို့စိတ်တက်ခွန်အားရရှိခဲ့ပါတယ်။နံပါတ်2ညှင်းပယ်လို့မရတဲ့ကံလန်းချက်ဖန်တီးခြင်း။တင့်ရဲ့ကွန်ပျူစီဒါမှမဟုတ်ဝန်ဆောင်မှုကိုဖောက်တယ်ကမဖြစ်မနေဝယ်ကိုဝယ်ရမယ်ဆိုတဲ့စိတ်ခံစားမှုမျိုးရအောင်ဖန်တီးပါ။ဥပမာစကော့မေမာယန်ဟာအလက်စကာခရီးတော်များအတွက်ကိုယ်ဝန်စာအုပ်ကို69တက်တမ69နဲ့ရောင်းချခဲ့ပါတယ်။ဒီစည်းဟာအခြားကိုယ်ဝန်စာအုပ်တွေထက်ပိုစည်းကြီးခဲ့ပေမဲ့ဒီစာအုပ်ထဲကကူပွန်ပေါင်း130ကျော်တဲက အခုတည်းကိုတုံးယုံနဲ့စောက်အိုးဖိုးထက်ပိုပြီးချွေတာနိုင်ခဲ့ပါတယ်။ဒါကြောင့်ဒါဟာလုံးဝညံ့ပယ်လို့မရတဲ့ကန့်လန့်ချက်ဖြစ်ပါတယ်။အကောင်ဆုံးကန့်လန့်ချက်တွေဟာဖောက်တယ်တွေကိုအခုချက်ချင်းဝယ်ရမယ်ဆိုတဲ့ခံစားချက်ဖြစ်ပေါ်စေရပါမယ်။ဂျိုနာသန်ဖီးရဲ့ယောဂစတူဒီယိုမှာစတင်ဘာလမှာလာရောက်သူနည်းတဲ့အတွက်တစ်နှစ်ကုန်အထိလေးလစာကို55ရက်စာစင်းနဲ့ပေးလိုက်ပါတယ်။ပြီးတော့ဒီကန့်လန့်ချက်ကိုဘယ်ချိန်မှမဆိုရုပ်သိမ်းနိုင်နေဆိုတဲ့ချက်ချင်းလှုံ့ဆော်ရန်တွန်းအားကိုထည့်တွန်းလိုက်ပါတယ်။လုပ်ငန်းတစ်ခုစတင်တဲ့အခါ ဟောလိဝုဒ်စတင်ထုတ်လုပ်မှုပုံစံမျိုးရုပ်ရှင်ကားကြီးတွေလိုမစတင်မီလှုပ်ဆောင်မှုကိုကြိုတင်လှုပ်ဆောင်ခြင်းကပိုကောင်းပါတယ်စိတ်ဝင်စားမှုကိုတဖြည်းဖြည်းတိဆောက်သွားနိုင်ရပါမယ်ဥပမာစာရေးသူခရစ်ဟာသူ့ရဲ့ Empire တိဆောက်ရေးပစ္စည်းလမ်းကြောင်းကိုစတင်ထုတ်လုပ်တော့မယ့်အချိန်မှာသူဟာယထာနာမည်နဲ့သူ့ရဲ့မွေးနေ့ကိုပေါင်းစပ်ပြီးစတင်ထုတ်လုပ်မှုဇာလန်းတစ်ခုဖန်တီးခဲ့ပြီးတော့ယထာဘော်ကနေအချိန်ကန့်သက်ချက်သုံးပြီးယထာရောက်တာနဲ့ကမ်းလှမ်းချက်ပြီးဆုံးခြင်းကိုတုံပြီးလုပ်ခဲ့ရာ 24နာရီအတွင်းဒေါ်လာတသိန်းကျော်ရောင်းချခဲ့ရပါတယ်။စွမ်းဆောင်မှုဈေးကွက်တင်ရမှာငွေပေးပြီးကြော်ညာရတာဟာအရှုံးနှမားတွေလုပ်တဲ့နည်းဖြစ်ပြီးတော့စွမ်းဆောင်သူဆိုတာအလုပ်လဲကြိုးစားတယ်။အဲ့ဒီအကြောင်းကိုလည်းယူသားစွာ ပြောပြတတ်တူပါအခန်းလေးငွေကြေးစီမံခန့်ခွဲမှုဝင်ငွေတိုးမြင့်ခြင်းနဲ့စိန်ခေါ်မှုများကိုကျော်လွှားခြင်းဒီနောက်ဆုံးအခန်းမှာတော့လုပ်ငန်းတစ်ခုရည်ရှိတည်ရန်ပြီးငွေငွေတိုးဖို့အတွက်ငွေရေးကြေးရေးပြူဟာကိုကိုယ့်ရဲ့လုပ်ငန်းကိုဘယ်လိုချက်ထွန်မလဲပြီးတော့ အခက်ခဲတွေကြုံလာတဲ့အခါဘယ်လိုရုန်းကန်ကြော်လွားမလဲဆိုလာကို လေ့လာရမှာပါနံပါတ်1ရိုးရာမဟုတ်တော့ငွေရှာနည်းစီဝါရေးတခုစတင်ဖို့အပြင်လူတွေစီကနေငွေချေးတာလုံးဝမလိုအပ်တော့ပါ ကျွန်တော်တို့ရဲ့လေ့လာမှုအရပြမျစတင်စရိတ်ဟာဒေါ်လာ3400ရှိရမှာဖြစ်ပြီးတော့တကယ်တမ်းလိုအပ်တာကတော့၄သိန်းခွဲပဲဖြစ်ပါတယ်ဥပမာအမရင်းနိုးနဲ့သူမရဲ့လုပ်ဖို့ကံပဲဟာစီဝါရေးချင်းငွေကိုမရနိုင်ခဲ့တဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရပါတယ် ဒါပေမဲ့ကာချင်းငွေကိုယူပြီးလုပ်ငန်းမှာဒေါ်လာ18000ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ဆယ်လအတွင်းချင်းငွေကိုပြန်ဆက်နိုင်ခဲ့ပြီးဘဏ်ကလည်းသူတို့တကယ်ကားမွေထားတာကိုမသိခဲ့ပါဘူး။ဒါဟာရဲရင်နဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ဒါကြောင့်စီဝါရေးစတင်ဖို့အိုက်ဆန်အများကြီးမလိုဘူးဆိုတာတက်သေးပါပဲ။လုပ်ငန်းတစ်ခုရဲ့ရည်ရွယ်ချက်ဟာအကျိုးမြတ်ကိုရရှိဖို့။နံပါတ်1ငွေငွေတိုးမြင့်ခြင်းပြုပါ။လုပ်ငန်းစဖို့ထက်လုပ်ငန်းကိုတိုးချဲ့ရတာကပိုလွယ်ကူပါတယ်။ အမြဲတမ်းပြောင်းလဲเสียမှာမလို့ပါဘူးညီနိုင်မှုများလို့ခေါ်တဲ့တင်းငယ်ပြီးပုံမှန်လှုပ်ဆောင်တဲ့ပြောင်းလဲမှုများဟာဝန်ငွေကိုတိတိတာတာတိုးစေနိုင်ပါတယ်ဝန်ငွေတိုးမြင့်ခြင်းပြုပါ၃ခုရှိပါတယ်ဈေးနှုန်းကိုအကျိုးကျေးဇူးပုံမူတည်ပြီးတတ်မှတ်ပါတင်ကုန်ကြတဲ့အချိန်သို့မဟုတ်ကုန်ပစ္စည်းစည်းပုံမူတည်ပြီးမတတ်မှတ်ပါနဲ့ဖောက်တယ်ရရှိမယ်အကျိုးကျေးဇူးပုံမှာအခြေခံပါနံပါတ်1ဈေးနှုန်းအလွာလိုက်ကမ်းလမ်းပါဈေးနှုန်းတစ်မျိုးတည်းဥပမာဈေးနှုန်းတစ်ခုရဲ့တန်ဖိုး 88ကျက်လို့ပြောမယ်အစားအခြေခံဖြစ်တဲ့အထူးအပါပိုကောင်းဆိုပြီးအလွာ၃မျိုးပြခြင်းဖြင့်ဖောက်တယ်တွေကဘယ်အမျိုးအစားဝယ်မလဲကိုရွေးရတော့မှာဖြစ်ပြီးပြန်မြအယောင်စင်းနှုံးကိုတိတိတတ်တတ်တွမြင်ပေးပါတယ်။တစ်ချိန်တည်းပူပြီးငွေရအောင်လုပ်ပါ။တစ်ချိန်တည်းပူပြီးငွေရအောင်လုပ်ပါ။လစဉ်ကြီးတုံးမဟုတ်နှစ်စဉ်ကြီးကဲ့သို့သောစင်ဆက်မပြတ်အစီအစဉ်များကို ဖန်တီးပါ။ဒါဟာပုံမှန်ဝင်ငွေကိုရရှိစေပြီးဝင်ငွေတိတိတတ်တတ်တိုးစေပါတယ်။ ဥပမာလေးလာမှုတစ်ခုအရစီဝါရေးလုပ်ငန်းရှင်တူဟာသူ့ရဲ့ထုတ်ကုန်ဈေးနှုန်း49ကျပ်ကနေ89ကျပ်အထိမြင့်တင်ခဲ့ရာအယောင်အရည်အတွက်အနည်းငယ်ကျဆင်းခဲ့ပေမဲ့စုစုပေါင်းဝင်ငွေဟာတစ်နှစ်ကို3540ကျော်ကျပ်တိုးလာခဲ့ပါတယ်ဂျွန်ဒီယန်ကဆိုတဲ့ဗဟုဆရာတယောက်ဟာသူ့ဘဝမှာတတိယအကောင်ဆုံးအရာကသူ့စတူဒီယိုအမိုးပြိုကျခြင်းလို့ပြောပါတယ်တဘာဝဘေးအန္တရာယ်ကြောင့်ဘန်ကသူ့လုပ်ငန်းကိုအလေးထားစဉ်းစားပေးခဲ့ပြီး တူလိုချင်တဲ့အဆောက်အုံနှစ်ခုကိုဝယ်နိုင်ဖို့ရင်းနှီးငွေရခဲ့ပါတယ်။ဒါအပြင်သူ့ဘဝမှာအကောင်ဆုံးအရာကတော့အယူတယောက်ကသူ့ကိုတနက်နဲ့ချင်ပြီးအော်ဟွေ့ချင်းချောက်နေတာကနေလွတ်မြောက်ခဲ့တဲ့ညပါတဲ့။အဲဒီနောက်တင်းငယ်တဲ့ကိစ္စတွေကိုစိတ်မပူတော့ဘူးသူတည်သွားခဲ့ပါတယ်။ဒီလိုအဆိုးဆုံးလို့ထင်ရတဲ့အဖြစ်အပျက်တွေကပဲသူ့ကိုအမှန်တကယ်လွတ်လပ်မှုရအောင်တွန်းအားပေးခဲ့ပါတယ်။ကဲမိတ်ဆွေတို့ဒီစာအုပ်ထဲကတင်ကန်းစာတွေဟာ ခမရတို့ကိုကိုပိုင်ဘဝနဲ့လွတ်လပ်မှုရစေဖို့လမ်းကြောင်းပေါ်တင်ပေးနိုင်တဲ့အစွမ်းထက်လမ်းပြမြေပုံပါပဲတင့်ဘဝမှာလိုအပ်တဲ့အရာကိုလှုပ်ဆောင်လိုက်ခြင်းဖြစ်ပါတယ်အရေးကြီးဆုံးတင်ကားစာကတော့သူများဘဝနဲ့အချိန်ကိုမခံပါနဲ့ဒီစာအုပ်ကနေတင်တို့လွတ်လပ်တဲ့ဘဝကိုဖန်တီးနိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့အစီအစဉ်ကိုဒီမှာပဲနေကုန်းချုပ်လိုက်ပါတယ်မိတ်ဆွေတို့ဘဝမှာအခက်အခဲများစွာကိုကြော်ပြနိုင်ဖို့စာများများဖတ်ပါလို့တိုက်တွန်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်